ချမ်းသာကြွားလုံးလို့ရေခဲတောင်ထိပ်မှာမင်္ဂလာအကျိုးဓာတ်ပုံရိုက်တဲ့အနုပညာရှင်လေးယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်လူတယောက်ရဲ့ဘဝမှာမင်္ဂလာပွဲဆိုတာအရေးကြီးဆုံးအမှတ်တရတစ်ခုပါအခုနောက်ပိုင်းခေတ်မှာဆိုရင်မင်္ဂလာပွဲအပြင်ပရိဝတီဓာတ်ပုံရိုက်ကူးမှုကလည်းမရှိမဖြစ်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်တာမန်အားဖြင့်တော့ပန်းခြံတွေပင်လယ်ကမ်းခြေတွေဒါမှမဟုတ်နမကြီး landmark နေရာတွေမှာရိုက်ကြတာများပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကထိတ်တဲအနုပညာရှင်တတိယကြော်တွေအတွက်တော့ လူမျိုးသားမန်နီယာတွေကမလုံလောက်တော့ပါဘူး။သူတို့ရဲ့ခန္ဓာထည်ဝါမှုကြွယ်ဝချမ်းသာမှုတွေနဲ့သူများနဲ့မတူတဲ့ lifestyle ကိုပြသနိုင်ဖို့အတွက်သွားလိုင်ရခက်ခဲပြီးတော့ကုန်ကြစည်အစမတန်များပြားတဲ့ရေခဲထောင်တွေရဲ့အမြင့်ဆုံးထိပ်ထိတက်ရောက်ပြီးတော့ဓာတ်ပုံရိုက်ကူးလာကြပါတယ်။ဒီနေ့တော့အဲ့ဒီလူမျိုးငွေကုန်ကြေးချခံပြီးတော့တရုတ်ပြည်နဲ့အိန္ဒိယကရေခဲထောင်တွေအထိသွားရောက်ရိုက်ကူးခဲ့ကြတဲ့နုပညာရှင်ဇုံတွဲလေးတွေအကြောင်းကိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်။နဗလီမိုးယူဆန် စစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်မင်းသမီးကျော်လေးမိုးယူဆန်ကိုတော့အားလုံးပဲမှတ်မိကြအောင်ပါပါ။ဒီမဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ကိုစွမ်းသူမိုးနဲ့လက်ထပ်ခဲ့ပြီးနောက်ပိုင်းအနုပညာလောကကနေအားယူသွားခဲ့ရပါသူမရဲ့ခင်မုန်းတဲ့က KBZ အုပ်စုလိုလုပ်ငန်းကြီးတွေမှာရှယ်ယာပါဝင်ထားသလိုကိုပိုင်စီပိုင်းလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့ထိပ်သီးတတိကြီးတူပေါင်း ဒီလိုမျိုးကြည်ကြည်တဲ့ချမ်းသာတဲ့တတိယတော်တူဖြစ်လာတဲ့မိုးယူဆန်ကဒူမိုင်းရဲ့ပရိဝတ်တီကိုတရုတ်နိုင်ငံကရေခဲတောင်တစ်ခုမှာခံခံနာနာသွားရောက်ရိုက်ကူးခဲ့ပါတယ်။ဒါဟာသူမတို့ရဲ့ကြွယ်ဝမှုကိုပြသလိုက်တဲ့အခြေလမ်းတစ်ခုလည်းဖြစ်ပါတယ်။ နံပါတ်3ကြော်ကြော်နဲ့စုမြတ်တို့ဦးဒီဇုံတွေကတော့တခြားသူတွေနဲ့လုံးဝကွဲထွက်နေပါတယ်ဇက်ဘိုသရုပ်ဆောင်ကြော်ကြော်နဲ့စုမြတ်တို့ဦးတို့ဇုံတွေကပရိဝတီတပ်ပုံတွေရိုက်ကူးရုံနဲ့မဟုတ်ဘဲသူတို့ရဲ့မင်္ဂလာဦးစွန်ကျွေးအလူကိုပါရေခဲတောင် ထိတ်မှာပြုတ်လုခဲ့ရပါပို့ပြီးတော့ထူးခြားတာကသူတို့သွားခဲ့တဲ့နေရာတွေကတရုတ်ပြည်မဟုတ်ဘဲအိန္ဒိယနိုင်ငံကဟိမဝန္တာရေခဲတောင်ထိတ်မှာဖြစ်ပါတယ်အင်မတန်သွားလာရအခက်ခဲပြီးတော့အသက်အန္တရာယ်ရှိနေတဲ့နေရာမှာမိမိတို့ရဲ့မင်္ဂလာဦးလူကိုသွားရောက်ပြုတ်လုခဲ့ရတာကသူတို့ရဲ့ကြွယ်ဝချမ်း ်းသာမှုအပြင်ဘာသာတရားပေါ်မှာကန့်ရှဲမှုနဲ့ထူးခြားတဲ့စိတ်ကူးကို ပြသနိုင်ပါတယ်။ နံပါတ်2ဝင်းမောင်ရွှေကြီးမြန်မာလူပညာလောကရဲ့ထိတ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ဝင်းမောင်ရွှေကြီးကတော့ဒီထရန်ကိုတစ်ဆင့်မြင့်တင်ခဲ့သူပါ။သူမကနာမည်ကြီး VV အချိုရီမိသားစုကဖြစ်ပြီးတော့ကိုပိုင်စီပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတဲ့တတိကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထက်ခဲ့ပါတယ်။သူတို့ဆောင်တွေကတရုတ်နိုင်ငံယူနန်ပြည်နယ်ကနာမည်ကြီးရေခဲတောင်ထိပ်မှာပရိဝတီတပ်ပုံရိုက်ကူးခေယုံတင်မဟုတ်ပါဘူး။နှစ်ဖက်မိဘတွေရဲ့ရှေးမောင်မှာမင်္ဂလာပွဲအခမ်းအနားကိုပါရဟတ်ရင်တွေနဲ့တက်ရောက်ခဲ့ပြီးတော့ကျင်းပခဲ့ရပါ တာဟာမြန်မာနိုင်ငံရဲ့အနုပညာရှင်မင်္ဂလာပွဲသမိုင်းမှာအခမ်းအနားဆုံးနဲ့အထူးခြားဆုံးမင်္ဂလာပွဲတစ်ခုအဖြစ်ယနေ့ထိတိုင်ပြောစမှတ်တွင်နေဆဲဖြစ်ပါတယ်။နံပါတ်၁စိုးပြေသစဉ်နောက်ဆုံးအနေနဲ့ကတော့မကြသိမီကဆိုရှယ်မီဒီယာပေါ်မှာအကြီးအကျယ်ခရင်ရိုက်သွားခဲ့တယ်။ငယ်စဉ်ဆုံးတွဲမင်းသားဟိဝရန်နဲ့မင်းသမီးစိုးပြေသစဉ်တို့ပါပဲ။သူတို့ဟာဝိမုံရွှေတို့လိုပဲ တရုတ်နိုင်ငံကနာမည်ကြီးရေခဲတောင်ထိပ်ကိုတွားခဲ့ပါတယ်။တရင်းနေရဒီခီးစဉ်အတွက်ကိုပိုင်ဂျက်လျင်တွေရဟတ်ရှင်တွေဆင်းလုံးငါပြီးတိမ်ပေါင်းထောင်တောင်းချေကုန်ကြခင်ကတွားရောက်ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ဒီတပ်ပုံတွေထွက်ပေါ်လာချိန်မှာတော့ပြည်သက်တွေကြားမှာဝိမုံရွှေရိုးရဲ့မင်္ဂလာပွဲနဲ့အနိုင်ရှင်မှုတွေဝေဖန်မှုတွေအများအပြားထွက်ပေါ်ခဲ့ပြီးတော့လူပြောအများဆုံးအကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီနုပညာရှင်၄ယောက်ကတော့မိမိတို့ရဲ့အချက်တွေကိုဖော်ပြဖို့နဲ့ကျွမ်းဝချမ်းသာမှုတွေကိုပြသဖို့အတွက်တာမန်လူတွေအိမ်မက်တောင်မမတ်နိုင်တဲ့ရေခဲတောင်ထိပ်တွေထိတွားရောက်ခဲ့ကြသူတွေဖြစ်ပါတယ်။ပရိသတ်တို့ရောဘဲဆောင်တွေရဲ့ပရင်ဝတီဓာတ်ပုံတွေကအခမ်းအနားဆုံးအမိုက်ဆုံးလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။